စကိုင်းတိုင်းကျွန်းလမြွနယ်မှာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးချုံနောက်ခံထားရသူအမျိုးသား၄ယောက်ဟာနိုမာလာ၁၀ရဲ့နေညာကအချုပ်ထောင်ဖောက်ထွက်ပြေးလွမြောက်လာတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှရှာသူများအဖွဲ့ကန့်ဘလူခရိုင်စီကနေသိရပါဗျ။သူတို့ကိုစစ်တပ်ကအော်တိုဝါလာ၃၀ရဲ့နေကနေနိုမာလာ၈ရဲ့နေအတွင် ပေါ်တာဆွဲဖမ်းဆီးထားတာဖြစ်ပြီး ရွှေဘုံမြကြီးနားဖြူဟာလမ်းကျောပေါ်မှာရှိတဲ့ကမ့်ဘလူးမြို့နယ်ဘူကုံစစ်ကောင်စီအထိုင်ဂိတ်ကအချုပ်ခန်းမှာခြုံနှောင်ထားခြင်းအခုလိုထွက်ပြေးလွတ်မြောက်လာတာလို့ကျွန်းလာကမ့်ဘလူးတက်ကြွလှရှာသူများအဖွဲ့ကမ့်ဘလူးခရိုင်ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်လွတ်မြောက်လာသူတယောက်ကတော့သူတို့အနေနဲ့အချုပ်ခန်းအောက်ခင်းတဲ့တစ်သားပြားကိုရတဲ့တံပြားနဲ့ရှေ့ရလောက်ကြအောင်တိုက်ဖြတ်ပြီးထွက်ပြေးလာရတာလို့ဆိုပါတယ် ဒါပြင်သူတို့နဲ့အတူချုံနောက်ခံခဲ့ရသူတွေအထဲမှာယဟန်တပါးလဲပါဝင်ပြီးအမျိုးသမီးတယောက်ကိုလည်းဖမ်းဆီးထားတာတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုပေါ်တာဆွဲတာတွေလုပ်နေတဲ့အတွက်ခီးသွွားပြည်သူတွေအနေနဲ့စစ်တပ်အထိုင်စခန်းတွေရှိတဲ့ဂိတ်စခန်းတွေကိုအတက်နိုင်ဆုံးရှောင်ကွင်းသွားလာကြဖို့လဲကျွန်းလာကမ်ဘလူတက်ကြွလှူရှားသူများအဖွဲ့ကမ်ဘလူခိုင်ကတိုက်တွန်းထားပါတယ်ရှင်။